ိတူဘာသာဝင်နေတူးလေးမြတ်ဆိုဒီတိုင်းပါပဲအဲ့လိုကြီးလုပ်တယ်သူကဗုဒ္ဓဘာသာဝင်နေရဲ့ဒါနေတူးလေးမြတ်တွေဆိုရင်တို့ကကျွန်တော်တို့ဘုံခွဲတာတွေဘိုင်းထောင်တာတွေလက်လက်ကြီးတွေပြတ်တာအကုန်လုပ်ပါတယ်ခင်ဗျားကိုယ်ဝင်နေတဲ့အဲ့ဒီမင်းအောင်လိုက်အာဆီယံကိုခွဲကြမှာတက်ဖွဲ့ရှိတယ်ကုလန်တမကထိုင်ကုန်မှာဘဒူရထားတာနိုင်ငံတကာအတိုင်းဝိုင်းမှာဗန်နီယာဝင်တယ်ရစားပါတော့မပြောနဲ့နော်ရှင်းရှင်းလေးရစားဖို့ဥပင်ကမင်းအောင်နိုင်ကိုဖိတ်တဲ့ဆိုတာမင်းအောင်ပလိုင်ဆိုတဲ့ဂုံပုတ်ရှိကိုဖိတ်တာပေါ့အာနာသိန်းထားတဲ့ခေါင်းဆောင်လေးနဲ့ဖိတ် ဟယ်လိုချရတဲ့မြေဝပီတူညကိုမော်မာများအလုံးမဲမင်္ဂလာပါ news pitch channel ကနေပြတော်မှာချုပ်ဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ22ရက်နေ့စနေနေ့မနေ့ပိုင်းမှာနောက်ဆုံးကြာတရတဲ့တော်လန်ဒရီကောင်းများစွာရှိတာပဲဖြစ်ပါရယ်ဆိုတော့ကျွန်တော်နဲ့သူဒီနေ့မနေ့မှာနောက်ဆုံးကြာတရတဲ့တော်လန်ဒရီကောင်းတွေဖြစ်ဘောမိုက်ကိုရဲ့ပါနော်ခြေကွဲလောင်မြဲတန်ရဲကြာမှာမလို့ဒီဗီဒီယိုကိုအဆအဆုံးကြည့်ရှုပေးချဖို့အလုံးကိုဖိတ်ခေါ်လိုက်ပါရယ်ပရမောက်ဆုနဲ့လည်းကျွန်တော်ခလိုင်းလို့ပဲပါနော်သတင်းတိုလေးတွေကြည့်လိုက်ရအောင်ပရမောက်ဆုသတင်းသဘောတွေနဲ့ကတော့ ကရင်ပြည်နယ်ဘော်လခဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခြေဆိုင်စခန်းတွေတရင်တွေကိုကရင်တပ်ပေါင်းစုကနေပြန်မတက်ခတ်နေပြီးတော့မှတပ်ဖွဲ့ပြင်းထန်ပြီးနှစ်ဖက်တိုက်ခိုက်ကြဆုံမှုတွေရှိနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြို့တော်တောင်တာလွန်းတော့လဲတင်ပေးရတာပေါ့ဘော်လခဲမှာဘာတွေဖြစ်နေလဲဆိုတာတော့ငါတင်ကားတို့လတ်တစ်တို့ဘာတွေဖြစ်နေလဲဆိုတာမြို့တော်ရဲ့ပြောမှုမေးချပေါ့ကိုကကိုဖြေတာတော့စစ်ကောင်စီလော်ဘီတော်တာမရှိဘကမျိုးမင်းသူရဲ့အဆွေမျိုးများလဲတိပီးလာမတိသေးဘူးလားတော့မပြောတတ်မတိသေးရင်လဲဖုန်ကြီးပင်လိုက်အောင်လို့ပဲပြောလမ်းပြောပြစေဆိုပြီးတော့မှ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝေကနေပြမလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာမလ23ရက်ညပိုင်းမှာဖော်ပြထားတာပဲဖြစ်ပါတယ်။စရာကျော်တော့အလုံးတည်တဲ့အတိုင်း KNDP နဲ့ပေါ်လခဲမှာဆိုတော့ပေါ့နော်။တိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတဲ့ပြပြမတစ်ဖက်မှာမိုးပြဲမှာဆိုလဲစကောင်စီကနေပြမအင်အားလုံးရင်တုံပြတော့မှမိုးပြဲမျိုးထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာကိုတွေ့ရပဲဖြစ်ပါတယ်။ကျွန်တော်ဘက်ကနေပြမစကောင်စီတပ်ဖွဲ့ဝင်များစွာလဲပေါ့နော်။ဖန်စီရရှိထားတယ်လို့နောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ပကိုးတိုင်းမြင်းလာမြို့နယ်စစ်ကွင်းမြို့အုတ်ရင်းကျွော်နေရန်ကုန်ပြည်ကားလမ်းဘေးအထိုင်ချတပ်ဆွဲထားတဲ့စစ်ကွင်းတာဆောင်စစ်ဆေးရေးကိုမတ်20ရက်နဲ့23ရက်နေ့တွေမှာနေစစ်တိုက်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီစစ်ဆေးရေးဂိတ်မှာကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုတ်ချွေးရေးမှုနဲ့ပြူစောထိတွေအင်အား20ကျော်30လောက်ရှိတဲ့အဲ့ဒီမှာနေတာစစ်ကောင်စီဘက်က9ဦးတေဆုံးတယ်လက်နေတွေနဲ့တန်ရတဲ့သူတွေကိုတော့တရက်တိုက်အမောင်ဘက်ကိုဆွဲတော့တယ်ကျန်တဲ့6ဦးလောက်လည်းတန်ရပြင်းထန်တဲ့ပြေးသွားရတဲ့စစ်ကွင်းမြို့ထဲကိုလည်းသူတို့တွေအလံဖြူထောင်ပြုတ်မှပြေးရတယ်ပြေးရတော့လည်းပစိုးမနိုင်ပေါ်ဝါမနိုင်တဲ့ ပြီးတော့ကြားတဲ့စပရမတယဝရီခရင်တရင်3800နှစ်တခွနှစ်တောင်ရှိသူတို့ကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အားလုံးကြားသိရတဲ့အတိုင်းအခုဆိုရင်စကွန်စီရဲ့ပေါ့နော်စစ်စေးကြီးတွေကိုကျွန်တော်ဘက်ကနေပြီးတော့တက်ခတ်နေတာဖြစ်ပြီးတော့မနေ့ကဆိုရင်လည်းပေါ့နော်စကွန်စီတဖို့ဝင်နေဒီလိုမျိုးဒီခြုံခိုးပေးမှုတွေများစွာကြုံတွေ့နေရတာပဲဖြစ်ပါတယ်မချခင်မှာတော့ကျွန်တော်တွေနဲ့စကွန်စီအားကိုးဝါးထားရတယ်ပေါ့နော်အမြန်လာနေကျောရုပ်ကနေပြီးတော့မှစုံမှုမှုတွေရှိလာနိုင်တဲ့ဆိုတာကိုအခုကတည်းကအရေးအယောင်တွေတွေ့နေရတာပဲဖြစ်ပါတယ် ။နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ပြည်သူအများထိခိုက်နေတာမှုကြီးမားစေတဲ့စစ်မှုထမ်းဥပဒေနဲ့စစ်ကောင်စီရဲ့စစ်သားစုဆောင်မှုတွေမှာလျှောက်ခံတွေရနေပြီးတော့မှငွေကြေးမှတ်တမှုတွေပြုလုပ်နေတဲ့အတွက်နေ့စဉ်ဖြည့်ရှင်းနေရတဲ့ဆိုပြီးတော့မှဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကနေပြီးတော့မှပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးသူပြောပုံရဆိုတော့ဒီအောက်ခြေမှာတော့ဗနာအောက်ကြီးတွေနဲ့စစ်ကောင်စီတော့တိုင်တွေရနေပြီးတော့မှစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့မှလှုံ့ဆော်နေတယ်ဆိုတာကိုအထက်ကနေပြီးတော့မှသိရှိပြီးတော့မှ ဒါကိုတိတိလေးနဲ့ကိုခွန်ပြုတ်ပေးတယ်ဆိုတဲ့သဘောမျိုးကျွန်တော်သိလိုက်ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အားလုံးသိထားရမှာတခုကတော့ဆရာနာရှင်အားနဲ့ပြတော့မှာပါနော်ဒီလိုမျိုးဥပဒေတခုပြဋ္ဌာန်းလိုက်တာနဲ့အောက်ခြေမှာကတော့တို့တို့အတွက်ငွေရပေါက်ခွင်တခုလို့ဖြစ်သွားတာဒီမှာဂျာထဲမှာခံရတာတော့ကျွန်တော်ကြုံမဲ့ပြည်သူတွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာပထမဆုံးအနေနဲ့ကျမကတော့ဆရာလူမြတ်ကျော်အားနဲ့ပြတော့မှာအခုချိန်မှာတေဝရရှာကိုနဲ့ပေါ့နော်မျောလိုက်တဲ့အဆိုးအားနဲ့ပြတော့မှာကျွန်တော်ပြည်သူလူထုတွေကိုလက်နဲ့ကြီးမျိုးစုံလက်နဲ့ခဲရန်တွေနဲ့တခြားဟာတွေထုတ်လို့ဖို့ အခုဆိုရင်အတိုက်အသားနဲ့ပေါ့နော်လွတ်ဆောင်နေပြီဆိုတဲ့အကြောင်းပြောဆိုထားရရရဲ့နျူကလ িয়ার တပ်ပေါင်းဖို့တွေတည်ဆောက်နိုင်ဖို့ကျူးစားနေတဲ့ဆိုတဲ့အကြောင်းတွေကိုဆွန်ဆွန်လေးနဲ့ပြောဆိုထားရပဲဖြစ်ပါတယ်။ဆရာလေးမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာချိလိုက်ရအောင်နော်။အာဂတ်တော့အေရဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲမကွေးပကိုးပြည်စစ်မြင်နာများနဲ့ KIA ရဲ့ဗမော်မျိုးသိမ်းတိုက်ပွဲကလည်းဝင်ကျန်တာဟိုနေရာတုတ်တုတ်ဒီနေရာတုတ်တုတ်ပဲလုံနိုင်သေးတာကိုတွေ့ရတယ်။အဖြစ်မှန်ပဲအရှိတရားကိုကျွန်တော်တို့သုံးသပ်ကြရလိမ့်မယ်။ အရှိတရားကနေမှာအကောင်းဆုံးဆက်လက်တည်ဆောက်လုပ်ကိုင်ဖို့စဉ်းစားကြရလိမ့်မယ်။မဟုတ်ရင်စိတ်ကူးညင်တာတွေ online ပေါ်ကတည်နေပြောချင်ရတယ်ပြောလို့ချင်ရတယ်လို့လူတိုင်းရှောက်ပြောပြီးအဲ့နောက်ကိုစီးညောနေကြတာကာလာပတ်လုံးကျွန်တော်တို့အောင်ပွဲဆိုတဲ့ပန်းနိုင်ကိုရောက်မှာမဟုတ်ဘူး။ဒါကြောင့်မို့တည်နေကိုနားထောင်နေနေရပါနော်။စနစ်တကျစစ်စစ်နားထောင်လို့လို့လေပြောတဲ့လူတွေအနေနဲ့ကလည်း တဟယက်တီကျန်လာယုံကြည်ချက်လာအတွေးခေါ်လာနီးနာလာတိုက်ပွဲလာတိတိကျကျခွဲချမ်းစိတ်ဖြာနားလေမှပြောစီခြင်းလေစိတ်ထဲမှာခံစားမိတော့ကို Facebook ပို့တွေရေးဗီဒီယိုတွေပြောပြီးလို့ရှိရင်လူတွေကမသိတဲ့နဝေတိတ်တောင်တွေကရှင်းအဲ့ဒီမှာဒီသူကလိုက်ပြီးတော့တချို့မသိတဲ့ပြည်သူတော်လည်းစိတ်မစားတဲ့ဘာမှမသိဘူး like share like ရောင်းပြီးတော့တော်လည်းကြီးကဝေလီလီနဲ့ဝိုင်းကြီးပပတ်တူဝေပြီးမုံလုံးဆက်ကူကတ်နေတဲ့အခြေအနေမျိုး ရောက်မှစိုးရိမ်လုံးလို့ကျွန်တော်လူမြတ်ကျော်အမုန်းခံပြီးပြောနေတယ်အမှတ်ပါတော်လိုင်းကြီးအပေါ်ပါတော့ကျွန်တော်မတွေ့ပေးနိုင်ဘူးတိုက်ချင်ကြမတိုက်ချင်နေမုံကြီးမုံချစ်ချင်ချစ်ကျွန်တော်စိတ်မဝင်တော့ကျွန်တော်တော်လိုင်းကြီးကျွန်တော်တို့တော်လိုင်းကြီးကျွန်တော်တိုင်းပြည်တော်လိုင်းကြီးအောင်ပွဲရဖို့ဒီပတ်စစ်တပ်ကိုအမြင့်ပြတ်ချေမုံမှုကလွဲဘတုမျက်နာမှာကျွန်တော်မကြည့်နိုင်ဘူးလို့တခါလေးမှားမရစေဆက်ပြောလိုက်ပါမယ်အဲ့တော့လက်ရှိအချိန်မှာပတ်စစ်တပ်ကတပ်မြေဩဇာဆက်ယုံနေကိုပောက်ွယ်အားပြင်းနေတယ် ဘုံများထုတ်လို့အတွက် ammonium nitrate ဘာသာတူပြီးထုတ်လို့ခိုင်းနေတယ်လို့ကျွန်တော်တို့သိရတယ်။အဲ့တော့တဘာဝဒန်ဝေးမရပြီမရလို့ရဆိုင်လိုက်အမှတ်သုံးတက်ပြီးဩဇာဆက်ရုပ်ကြော်သွားကုန်လေပြန်လေအသက်သွေးပြီးလက်ရှိအချိန်မှာတက်ပြီးဩဇာဆက်ရုပ်ဖြစ်တဲ့ဆက်လီအမှတ်နဲ့တက်ပြီးဩဇာဆက်ရုပ်ကျွန်းကြောင်တက်ပြီးဩဇာဆက်ရုပ်အမှတ်လေးတက်ပြီးဩဇာဆက်ရုပ်မြောင်းတက်ခါကံကြီးတော်တက်ပြီးဩဇာဆက်ရုပ်တွေကိုချင်းချင်းပြောပါရင် လက်နက်ကြီးနဲ့ဘုံတွေထုတ်လုပ်ဖို့အတွက်အမိုနီယာနိုက်ထရိတ်ကိုနာဆာတူထုတ်ခိုင်းနေတယ်နံပါတ်1နံပါတ်2နျူကလ িয়ার လက်နက်နျူကလ িয়ার လက်နက်ကိစ္စနဲ့ပတ်သက်ပြီးတော့ရုရှားခီးစဉ်အခြေအနေကိုကျွန်တော်တစ်ချက်ထောက်ပြောပြမယ်အဲ့တော့ရုရှားနဲ့ပတ်သက်ပြီးအောင်မြင်တဲ့ခီးစဉ်လို့မရောက်နိုင်တာပြောတယ်မရောက်နိုင်ကအောင်မြင်တဲ့ခီးစဉ်ပြောပြီးပါဒီကနေ့တော့ပမာပြီးကဖက်နက်တွေထုတ်ရောင်းကြလို့စီးပွားထွက်ထွက်ပြီးပြောပါတယ်ဆောက်ရမ်းတော်တဲ့တောက်တုံးမကြလို့ ਨੇ အုံတော့မှာချီးရည်ပဲရှိတဲ့ကောင်မျိုးအာနာမက်ပြီးနက်နက်ကန်ခေါင်းဆောင်ဖြစ်နေတယ်ရဲ့ဖြစ်နေချင်းရဲ့စိုးချိုးတတိုင်းမီလို့ခံစားနေရတာတော့ရှင်းတာတာမရှိဘူးဒါတော့ဗောနဆရာလူမြတ်ကျော်ကနေပြမခုဆိုမြောက်လိုင်းတို့ရဲ့ယုံဝရိုက်ဆိုင်မှုတွေကိုပြောဆိုထားတာပြမမြောက်လိုင်းတို့ကနေပြမတက်မြောစာဆေးုံတွေမှာကျွန်တော်ပီတိုလိုထုတွေကိုဒီတဲ့ပူပူမရဲဆက်ဆက်နဲ့တက်ဖြတ်နိုင်ဖို့ဆိုရင်အမိုနီယာနိုက်ထရိတ်တို့ဗောနငါးစာတိုးပြီးတော့မှထုတ်လုပ်ခိုင်းနေဆိုတဲ့တဲ့ရင်ကိုကျွန်တော် တတင်းထိုးအနေနဲ့ကြားတာပဲဖြစ်ပါတယ်တစ်ဖက်ကနေပြီးတော့မှကျောတို့အနေနဲ့တော်လန်တတင်းကိုတင်ဆက်တဲ့နေရာမှာလဲပေါ့နော်ဒီတတင်းမားတွေကိုတော့ shop ဖျက်တာမျိုးတွေမလို့ပဲနဲ့တေချာလေးကိုစစ်စစ်တင်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောဆိုထားတာဖြစ်ပြီးတော့မှမိဘပြည်သူတွေအတွက်ပေါ့နော်တချို့တတင်းတွေကအစိတ်တော့ဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပါဝင် channel လူတွေကနေပြီးတော့မှသိရှိနိုင်ဖို့ပေါ့နော်သူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ရုရှားတေဝရအကူကြီးရယူနေတဲ့မျောလိုက်ဟာဆိုရင်မကြခင်မှာတော့နေကုန်ချုံမယ်ဆိုတော့တော့ကျွန်တော်တို့ဒီနေ့ထဲမှာပါပေါ့နော်အားလုံးဝင်ဝင်စူးစမ်းနေကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီမြောက်လိုက်တို့စစ်သားကနေပြီးတော့မှကျွန်တော်တို့ဒီတော်လိုင်းတဖုတ်ဝင်တွေကိုဘလူးမျိုးနီလန်းတွေနဲ့တုံးပြီးတော့မှပေါ့နော်သူခွဲတက်ရှုပ်ဖို့စူးစမ်းနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကိုယ်စွဲပြောထားတဲ့ဟာလေကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဟုတ်ပါစစ်ကောင်စီကပြည်သူလူထုရဲ့တော်လန်လူစိတ်ကိုဖျက်ဆီးနေတာကျွန်တော်တို့တွေ့ရပါပဲအဲ့ဒါအတော့သကလုံးနေနဲ့ပါမန္တလူလူမားလူလူရှောင်းလူလူရှားလူလူသကလုံးနေနဲ့ပါဥမာဟိုဥမာပေါ့နော်အေအေလိုအေအေလိုမတိုက်ဘူးလို့อืมအေအေလိုမတိုက်ဘူးလို့ အဲပြီးလို့ရှိလို့ရှိရင်နှစ်90အဲနှစ်90ဘာကြောက်ကြလာလဲလို့အဲဟိုဖွဲကဟိုမြောက်ပိုင်းကအာမကောင်လို့တောင်ပိုင်းကအာမကောင်လို့အဲအဲ့လိုမျိုးပေါ့ဒီတော်လန်ရေးထဲမှာကျွန်တော်တို့တော်လန်ရေးလှုပ်လို့တဲ့ပရာဟိတာရှိတဲ့ကျွန်တော်တို့တော်လန်ရေးမိသားစုထောက်ဖို့အင်အားစုတွေဂျာထဲမှာဒီစကလုံးတွေဟိုပြက်နှက်လာအောင်လို့သူတို့လုပ်တယ်ဘယ်လိုသူတို့ပြက်နှက်လာတာလဲဆိုဒီသူလူတို့ကဝေဝါးပြီးစိတ်ကြက်ပြက်လာတယ်စိတ်ကြက်ပြက်လာတဲ့အခါကျွန်တော်တို့ဒီကျွန်တော်တို့အရင်ညှို့ခဲ့တဲ့ တော်လည်းအစမှညှို့ခဲတဲ့စုဖွဲ့မှုတွေကပြည့်စည်သွားပြီးတော့မှစုဖွဲ့မှုပြည့်စည်သွားပြီးတော့မှထောက်ဖို့မပို့နိုင်တဲ့အခါကျွန်တော်တို့လက်နက်ကင်အင်အားစုတွေကလည်းရှေ့ဆက်လို့မရပါဘူးအဲ့တော့ရန်သူကအကောင်းကြီးတဲ့ကြောင့်မို့ကျွန်တော်တို့တော်လန်လိုတဲ့တော်လန်ပြည်သူတွေရဲ့စိတ်ဓာတ်ကိုသူတို့များစွာချိုးဖဲ့နေပါတယ်ပေါ့နော်အဲ့တော့ချိုးဖဲ့နေတဲ့နေရာမှာအေးအေးလို့မတိုက်ဘူးနှစ်90ကျင်းကဘာလို့ကြာတာလဲတောင်ပိုင်းတိုင်းကအလုံးမလုပ်ဘူးမြောက်ပိုင်းတိုင်းကအလုံးမလုပ်ဘူး အဲ့တော့ကျွန်တော်အာမခံနေတာတခုရှိတာကအားလုံးကကိုယ့်အတိုင်းတော်နဲ့ကိုယ်ကျွန်တော်တို့မြေပြင်မှာမြင်ရတဲ့လောက်ကအားလုံးကကိုယ့်အတိုင်းတော်နဲ့ကိုယ်တော်လည်းရအသီးသီးလုပ်နေကြပါလေကိုယ်ဆက်ပြောသလိုပဲစစ်ကောင်စီကနေပြမပါနော်အခုဆိုရင်တတိယရှင်ရတဲ့အချိန်မှာကျွန်တော်ပြည်သူတွေနဲ့တော်လိုင်းတဖို့ဝင်နေကြတဲ့မှာနှီးမျိုးစုံတုံးပြမပါနော်ဒုက္ခသက်ရှုဖို့လှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းလည်းအားလုံးသိရှိပြီးပြဖြစ်ပါတယ်အဓိကတော့ ကျွန်တော်ဒီတောင်ပိုင်းတောင်မှာဆုံလဲပေါ့နော်ကန်ယူကိုပြပြနေနဲ့ထုံးနေတိုက်ခိုက်တာတွေအခုဆိုရင်လောက်လာတာပြပြတော့မှနောက်ကိုမတိသေးတဲ့ကျွန်တော်ပြည်သူတွေကနေပြတော့မှလိုက်အောင်ပြတော့မှပေါ့နော်ပြည်တင်ဝေဖန်တာမျိုးတွေကျွန်တော်တို့အခုရပိုင်းခက်စစိတ်တွေ့လာရတာပဲဖြစ်ပါတယ်ဒါရယ်လဲကျွန်တော်ဘက်ကနေပြတော့မှဝင်ဝင်ကြိုးဆိုင်နေပေါ့နော်ကိုကဘယ်ဘက်ကနေပြတော့မှထောက်ပို့လွှင့်နေလဲဆိုတာကိုတွေးတော့ပြတော့မှဒီတော်လိုက်မှာအလုံးအထူးတကွာဝင်ဝင်ကြိုးဆားကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီပေါ်မိုက်ကွက်ပေါ့နော်ကျော်ဆိုးကနေပြတော့မှ မကြခင်မှာရောက်လာမဲ့တကြံပွဲတော်နဲ့ပတ်သက်ပြီးတော့သူတို့လျှောက်ကဒီနာစီရမ်တွေနဲ့တခြားဒီစစ်ကောင်စီအရာရှိတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တခြားတော့ကြည့်လိုက်ရအောင်နော်ဒီကျွန်တော်တို့ဒီခရီးရဘာသာဝင်တွေနေဒူးနေမြတ်ဆိုရင်ခင်ဗျအတောင်ငိမ့်ရပဲသူတို့တော်ခင်ဗျဟိုတောင်ဝန်လာတော့ပြေးပို့လိုက်သေးတယ်သူတို့ပြေးပို့လိုက်သေးတယ်အဲ့လိုပါကျွန်တော်အစ္စလာမ်ဘာသာဝင်တွေရဲ့နေဒူးနိမြတ်ဆိုရင်လည်းပဲအဲ့မဲ့သူတို့တော်ခင်ဗျာအာဟိုဟာဖြစ်ပါလေဒီဟာဖြစ်ပါလေဗျာသူတို့တော်စာရင်ထုတ်လိုက်သေးတယ်ပြီးတော့ကျွန်တော်ဒီဟိုဟာဟိန္ဒူဆိုလည်းဒီဇိုင်းပါပဲဟိန္ဒူဘာသာဝင်ရဲ့နေဒူးနိမြတ်ဆိုတော့ဒီဇိုင်းပါပဲ ဲ့လိုကြီးလုပ်တယ်သူကဗုဒ္ဓဘာသာဝင်နေရဲ့ဒါအနေဒူးနိမြတ်တွေဆိုရင်တို့ကကျွန်တော်တို့ဘုံခွဲတာတွေမိုင်းထောင်တာတွေလက်နက်ကြီးတွေပြစ်တာအကုန်လုပ်ပါတယ်လက်ရှိကျွန်တော်တို့ဒီတကြံမိုင်းတိုက်နေတကြံမှာကောအန်ယူဂျီအဖွဲ့တွေကတို့လက်ရှိတော့ငြိမ်းနေတယ်တကြံနဲ့ပတ်သက်ပြီးတော့တို့အာယုံမရသေးဘူးဘယ်တော့မှစာရေးထုတ်ကြမှာမသိဘူးတို့ရဲ့လုံရုံလုံးတဲ့စာရေးထုတ်လိုက်မယ်ခင်ဗျားတို့မရှက်ရင်လည်းထုတ်ပေါ့ဗျာရှက်တိုင်လည်းမထုတ်နဲ့ပေါ့တကြံဆိုတာကကျွန်တော်တို့လူတိုင်းလူတိုင်းနဲ့လူတိုင်းလူတိုင်းနဲ့သက်ဆိုင်တဲ့ကိစ္စခင်ဗျားတကြံကစားလို့ရတယ်ခင်ဗျားတကြံမကစားလို့ရဘူးဆိုပြီးတော့ဘသူစီမှာခွင့်ပြုတော့တောင်းကြမလိုဘူးတကြံဆိုတာကျွန်တော်တို့အားလုံးထိမ့်နေရမယ် ောင်းအောင်ပျော်မယ်ဗျာပျော်ကြမယ်ဗျာပျော်ကြမယ်ကဲကြမယ်အဲ့တော့ကျွန်တော်လက်ရှိဒီဒီနှစ်ပေါ့ဒီနှစ်တကြံကဧပြီလ23ရက်နေ့ကနေပြီးတော့18ရက်နေ့ဖြစ်တယ်အဲ့တော့ဒီတကြံပိတ်ရက်ကတော့ကာလရှိတာပေါ့ဗျာမလ21ရက်နေ့ဖြစ်တာပေါ့နောက်ထပ်ဒီတကြံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိတ်ဆွေတွေကိုကျွန်တော်ဒီနေရာမှာတကူးတင်ပြချင်တာကတကြံကာလမှာနိုင်ငံဝန်ထမ်းတွေရောပုဂ္ဂလိကဝန်ထမ်းတွေရောမျိုးတွေကနေပြီးကိုယ့်ရဲ့ကြိလက်ကိုသွားကြမယ်ကိုယ့်ဒေတာကိုပြန်ကြမယ်ပြန်တဲ့အခါမှာမိမိဒေတာရဲ့အခြေအနေကိုမိမိသိကြပါကိုယ့်ရဲ့ရွာကစစ်သွေးရွာ PDF တွေဒီလမ်းမိုက်မှာထိရှုပ်ထားလားကိုယ့်ရဲ့ရွာမှာစစ်သွေးရွာ PDF တွေရှိသလား ပြီးရင်ကိုယ့်ရဲ့ရွာကိုပြန်မယ်ဆိုရင်မိမိကိုအန္တရာယ်ပြုနိုင်လားတတိထားပါဆင်ကျင်ပါပြီးတော့ကျွန်တော်တို့ဒါနေဝေးပြန်မယ်သူတွေဥပမာကျွန်တော်တို့ရန်ကုန်ကနေပြီးတော့ဒါမြင်းကြီးနားပြန်မယ်သူတွေမပြန်ကြပါနဲ့ခင်ဗျာလမ်းမှာတိုက်ပွဲဖြစ်ရင်ခင်ဗျာဟိုဝမ်ခင်ဗျာဒီတကြံပေးရတယ်မကောင်းခင်ဗျာတလားလောက်ခင်ဗျာအေဗလာတလားလောက်ခင်ဗျာကုန်သွားလိမ့်မယ်အေဗလာတလားလောက်ကုန်ပါခင်ဗျာတို့ကဒီရန်ကုန်ကနေပြီးတော့မြကြီးနားသွားရဲဆိုရင်တလားလောက်ကုန်မှာမြကြီးနားအောင်ရမှာအမြကြီးနားလည်းပြန်လာအောင်ခင်ဗျာနောက်တဲ့တလားထပ်ကြမယ်ဆိုခင်ဗျာတို့အတော့ပြန်နားအောင်ကြောင်းနေကြပြီနော်အဲ့တော့ဒါကြောင့်ကျွန်တော်တို့ကဒီလင်းရင်ဖြည့်စင်မရရင်မပြန်ရပါနဲ့ အဲ့တော့လမ်းပိုင်းမှာကကျွန်တော်တို့ဘာမှမစိုးဖြစ်နိုင်တယ်ဘာမှမစိုးဖြစ်နိုင်တယ်ဆိုတာဒီတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာစစ်တွေးကြွားတွေကလမ်းတွေပိတ်တယ်လူတွေရဲ့လူရင်းခိုးတယ်ပေါ့ဗျာလူရင်းခိုးတဲ့အခါမှာကျွန်တော်မိတ်ဆွေတွေပြန်နေဆိုရင်လည်းပဲကျွန်တော်လမ်းပိုင်းမှာပဲပို့ပြီးတော့ကြာသွားပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့နေပြည်တော်မှာရှိတဲ့သူတွေကလည်းနိုင်ငံဝင်တိုင်းနေပြည်တော်မှာပြောကြပါအားကျွန်တော်တို့မန္တလေးမှာရှိတယ်မန္တလေးမှာပြောကြပါအဲ့တော့ကျွန်တော်တို့နေပြည်တော်မန္တလေးဂျန်ကိုစသဖြင့်ဒီလိုတည်ငြိမ်တဲ့နေရာတွေမှာတော့ဘာမှပြဿနာမရှိပါဘူးတိုးတိုးလည်းပဲဒါကျွန်တော်တို့ဒီဟို ကချင်ပြည်နယ်မြကြီးနားကိုပြန်မဲ့သူတွေအခြားသောကျွန်တော်တို့ဝေးတဲ့နေရာတွေကိုပြန်မဲ့သူတွေကိုကျွန်တော်တို့ကဒါကျွန်တော်မိတ်ဆွေတွေအနေမဖြစ်ဖို့အတွက်ဒါ view site ဖို့အတွက်ဒါတင်ပြပေးတာဖြစ်ပါတယ်မိမိဒေသရဲ့တရားဥပဒေစိုးမိုးမှုကိုမိမိကိုယ်တိုင်သိပါဒီကျော်ဆိုးပေါင်ပေါ်မာတွေကတော့ကျွန်တော်ခုဆိုရပေါ့နော်အမြန်ကာလမပေါ့ PDF ကနေပြီးတော့စကောက်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခတ်မှုတွေ style လို့ဆောင်လာပြတဲ့နောက်ပိုင်းမှာသူတို့အနေနဲ့အခုဆိုရင်ရုံပင်းရဲတွေတောင်းပါပေါ့နော်ကိုယ့်ရဲ့ဒီနေမျိုးတွေတောင်းပါပြန်ခိုင်းတော့ဖို့ဆိုတာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်ဒါက ကျွန်တော်တို့ဘက်ကနေပြည်သူမသူတို့ပုံမှာရက်ထည့်ပေးလိုက်တဲ့အကြောင်းတရားတွေပြည်သူမဒီထက်ပိုပြည်သူမပေါ့နော်ဆိုရတဲ့သူတို့အနိထိုင်ရုံတွေမြတ်မယ်ဆိုတော့ချိန်တိပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့2015ခုနှစ်ထဲမှာတော့ရေရှည်ပလန်တွေနဲ့ပေါ့နော်တရားလေးကိုစကောင်စီကိုဖြိုချနိုင်ဖို့အတွက်ရေးဆွဲထားတာမို့လို့ဒီစစ်စင်ရဆိုရင်ကျွန်တော်တို့အနေနဲ့အေကာမိုချအောင်မြင်မယ်ဆိုတဲ့အကြောင်းလည်းဒီပေါ်မှာလော်ဘီတက်ရဖို့ပေါ့နော်ဒီနေ့ကနေတခါတဲ့တည်င်းစကားပါလိုက်ပါတယ်ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ PDF တွေနဲ့ကျွန်တော်တို့နောင်ချိုကပေါ့နော်ဒီဓမ္မနဲ့အဓမ္မကိုခွဲခြားတတ်တဲ့ ဖုန်းကြီးတွေကိုဒီဝစီပိတ်ပေါက်ကုန်းကနေပြတော့ဘယ်လိုမျိုးအချောင်ပြောဆိုထားလဲဆိုတော့ကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒါလေးကမှရှိတဲ့စကားတွေပတ်သက်တာဒီလိုစီတွေခင်ဗျားတို့ညာလာပေးခဲ့တယ်။တေလာတွေရောတေလာတွေရောဒီမေတ္တာပို့တာတွေရောအများကြီး။အမှန်တော့ခင်ဗျားတို့တကယ်တေလာပဲလေနော်။ညာကိုအမှန်တကယ်ပေးနိုင်တာကတက်မလို့ပဲပေးနိုင်တာ။စကားတွေပဲပေးနိုင်တာ။ဟွန်း။ဟုတ်ခင်ဗျားတို့ PDF တွေမင်းဝဲကတပတ်ဆယ်ရက်ပို့ထားတာပါ။ဘောရောမင်းရွာရဲထဲမှာတောက်ကြပါလား။ခင်ဗျားတို့ဒီလိုလုပ်ရမှာကိုယ်ပိုင်လုပ်ပေးသွားတာ။ ။ဘာလဲစားရပြီးသွား။ဘာလဲကြီးပြီးသွား။ဘုံကြောင်းကရှိတဲ့စံနေတော်မှပေါက်ပြီးမှရှူတယ်လို့ဦးစင်းတို့ခံအောင်တဲ့တလေးတွေရရှိထားတယ်။ဟာ။မင်းဒါတော့များသွားပြီနော်ငါပေါ့။ဆရာတော်ကြီးလည်းဝစီပဲကျင့်နေတာပေါ့နော်။ဒီကြောင်ကသုံးပါပဲရှင်းပါပဲတကယ်စစ်မှန်တဲ့ဒီလူတွေအေးကြမ်းကြမ်းနေဖို့အတွက်ကတော့လုံးပါပဲဝစီဘိတ်ကျင့်နေတဲ့ဆရာတော်ဘုရားကြီးလည်းအဲ့ကကြမ်းမှဝစီဘိတ်ဒိဋ္ဌိရက်ကပြည့်သွားမှလည်းသုံးရရတယ်ဗျာနော် ကာတလီကတော့အကြမ်းဖက် PDF ပို့တာ။ကြမ်းဖက် PDF ဘာလို့လောက်တာမစီပိတ်ကျင်ရတာကြ။နံပါတော်ကတခုခုမှန်မှန်လွယ်မှားခဲ့တယ်။သူစစ်တရားတခုခုမှန်လွယ်မှားခဲ့တယ်။ဘူလူကြီးတိုင်ကြီးရတယ်ဒီလူကြီးတိုင်ကြီးရတယ်။အဲ့တော့လောက်စရာရှိရတော့လောက်ကြပါဘူး။ရှင်းစရာရှိရတော့ရှင်းနေပါဘူး။ဒီကနေ့ဦးသိန်းတို့နောက်ဆွေးနွေးတယ်လဲမှာ။ဗါလဲ။စစ်သားတွေပေါ်ဒီဖုန်းကြောင်းကိုမလေးနဲ့မချဲလို့ဘာမချဲလို့ဘာကိုမလုပ်ဖို့ဟာတော့ ဆရာတော်ကြီးကဒီမေတ္တာရခံပါတယ်ပေါ့လားဟုတ်လားမဟုတ်လားဒီကိုပြအတားဖိုင်းကိုမတော့ခက်နေခုစရလည်းပြောရတာအဲ့ဒီနောက်အဲ့မှာဆရာတော်ကြီးဆရာတော်ကြီးတွေကိုပြောချင်တာပေါ့နော်အမှန်တော့ဆွေးနွေးမှရှိတဲ့ဆရာတော်ကြီးဆရာတော်ကျွန်တော်ငါမျိုးကိုပြောချင်တာအစသားတွေမလာခင်ကတည်းက DDN နဲ့ဘလောင်နဲ့အကြဖက်ဒီ PDF တွေကိုဘုံကြောင့်မတဲဘုံကြောင့်မဝဲဘုံကြောင့်စက္ကန့်မချဘူးကြတော့ဘာဖြစ်လို့မင်းသိရှင်ရမေတ္တာမရခံကြတာလဲဒီကိုထုတ်ချင်တယ်သူသိရှင်ရမေတ္တာရခံပါလား ိုက်ဘလောင်နေဂျက်ဖက်တွေဒီအနေတွေကပူရက်နေတာအခုရောက်မှာမရှိဘူးဒီနားနေမပြုတ်ဒီနားနေမပုတ်ချောက်ဆိုရင်နတ်မတော်ကလည်းဘုံချက်เสียအကြောင်းမရှိလို့နတ်မတော်ကလည်းလုတ်เสียလာเนาะအကြောင်းမရှိဘူးလို့ဦးဇက်တော်မေဝတ်ထုတ်ချင်တယ်เนาะမပေါ်တော့ခုချိန်ထိပေါ့နော်အမားနဲ့မောင်တမတေချမခွဲသက်သေးပဲနဲ့ဘသူကဝစီပိတ်ပြေတော့မှနာလဘေးနှုံဖြစ်နေတယ်ဆိုတော့ပေါ့နော်တဖက်လူကိုဆွဆက်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့ဒီဟိုတလောကပဲနောင်ချုံမှာစကောင်ဆေးရနေပြီးတော့မှစပေးရှောင်းနေနေပေါ့နော်ကျတို့ရမ်းတန်ကာတွေရှိတဲ့ ဒီစာတင်တိုက်ကိုသူတို့ကနေပြီးတော့မှတမင်တက်တက်ပေါ့နော်အနည်းပြန်သားပြီးတော့မှဘုံကျက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှသူတို့အခုဆိုရင်အတန်သိလာတာဖေပရမဒါကကျတို့ဒီ TNL နဲ့ PDF တွေရှိလို့ပေါ့နော်ဘုံကျက်ရတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ဒီမောပါသဆိုတဲ့ပေါ့နော်ခံယူချက်နဲ့အခုဆိုရင်ဒီလိုမျိုးပေါ့လို့ပဲစားတွေပြောနေတာပရမမျိုးပါပြည်သူတွေကိုဂျင်းထက်နိုင်မယ်ဆိုတဲ့အသွေးမျိုးနဲ့ပေါ့နော် အခုလိုမျိုးပြောဆိုလာကြတာကိုတွေ့ရပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့မြို့နိုင်တို့အုပ်စုကိုဖြိုချတဲ့နေရာမှာလည်းဒီလိုမျိုးပြည်သူလူထုတွေကို watermine တိုက်ပြီးတော့မှပေါ့နော်။သူခက်စကားတွေပြောဆိုနေတဲ့ဘောမလော်ဘီအရေးချုံကရုံပေါက်ဆတွေကိုလည်းအစားကြရပါတော့ကျွန်တော်အနေနဲ့မီလန်ရှင်းပြတင်နေပြီပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတဘောအနေနဲ့ဒီဘောမဘူလီလာဆွေရနေပြီတော့မှပဲဘယ်လိုမျိုးတွေပြောမလဲဆိုတာတစ်ချက်တော့ကြည့်လိုက်ရအောင်နော်။ကျွန်တော်နေပြီးတော့ကြီးတဲရတော့ဗျာ။အမ်80ပတ်လဲသူ60 80လို့40 60 စေသိန်းတို့စကားသိန်းသိန်း20တလောက်ပဲတွေ့ရတယ်။အဲ့တော့နေပြီးတော့ဤကိုချက်ပြေးစကားနေနေရရချေတာရှောက်ပြီးတော့အဲမြို့တွေပြောင်းနေတာဒါပုဂံမူကြီးတန်းရွှေကိုဆိုင်းဆရာတွေရောနော်နိုင်ငံရေးသမားတွေရောဝိုင်းပြောကြဟို BBC ဘူရောလည်းပါတယ်။လည်းချက်ပြေးချက်ပြေးနေပြီးတော့ဤချက်ပြေးနေပြီးတော့ဤကမှသိန်း20ပဲမဝင်ဘူး။အခုဘယ်သူကဗမာတွေဘယ်မှာမှမဝင်ဘူး။ ရှုပ်ချပမာတရားဟိုဂျင်းဂျင်းထဲတရားကိုယုံတာပေါ့နော်အဲ့ဒီစာရေးဆရာနေဝင်းမြင့်တို့ဘာလဲပြောတာပဲနော်ဒီကောင်တွေကတော့ဒီကောင်တွေအနီးအားပေးပေါ့နော်အဲအဲ့ဒီအဲ့ဒီဘာဘယ်သူကယုံလဲဆိုတော့တိယုတ်ကလာယုံနေဗျတိယုတ်ကလာယုံတော့ခဲ့တယ်သူကအကုန်လုံးဖောက်ဝင်ထားတာနေရမဟုတ်သူတို့ဖောက်ဝင်ထားတာတိယုတ်ကလာတွေကြီးပဲဝင်တာအခုကြည့်လိုက်ဟာလားအရာဝေးလမ်းဆိုရင်အရင်ကသိန်း30နဲ့ဝင်တဲ့လူမရှိရအခုကသိန်း1000ကျွဲသိန်း1000ကျွဲအောက်ထစ်ပဲသိန်း1000ကျွဲနော် ိတ်တချို့အားဆိုတိတ်1000ခွဲတန်တယ်တိတ်1000ခွဲဆိုတာအဲဆုံးပဲအဲ့လိုဖြစ်သွားတယ်တိတ်20ကနေတိတ်1000ခွဲဖြစ်သွားဘယ်လောက်ကြာသေးလို့လဲတော့ဘယ်လောက်မှမကြောက်အဲ့ဒါဘသူကဂျင်းဆရာအဲ့ဆာရေးဆရာတွေနိုင်ငံရေးသမားတွေအနီးကျောင်းတွေအဲ့ဒါတွေကအဲဒီအစိုးရလုပ်ပြီးဆိုရင်အကုန်လုံးကပ်ပြည့်ရဲပဲလုပ်တာဘယ်ကောင်းယုံနဲ့တိုကလားယုံပြီးကြရတိုကလားတွေဟာလောကြီးအုပ်တာပဲပြောပြောသေးတယ်အဲ့သူကတိတ်20ဝယ်မလို့မရှိလို့ဝယ်ထားဝယ်ပြီးဥထားပါတော့ခုချိန်မှတော့သူတို့ကပေါ်စီပြတိုကလားကိုချမ်းသာအောင်သူကလုပ်ပြီးလိုက်တာ သူကလုတ်ပြီးလိုက်တာလေအဲ့နိုင်ငံရေးသမားတွေနဲ့အဲ့ဒီအနီကြောင်တွေနဲ့ဆိုင်းဆရာတွေလုတ်ပြီးလိုက်တာဘူလလဆွေတော့တော့နေပြည်တော်မှာဖြစ်ဖြစ်သွားတယ်ပေါ့နော်စစ်ကောင်စီခေါင်းဆောင်တွေကနေပြည်တော်မှာမြေကွက်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်သွားတဲ့ဟာတွေကိုမျိုးလင်းမျိုးဆိုင်ပြောထားတာဖြစ်တယ်ကျွန်တော်တို့အားလုံးလည်းသိတဲ့အတိုင်းဒီကခုဆိုရင်တန်းရွှေရဆောက်လို့ပေါ့နော်မျိုးလိုင်းတို့အုပ်စုတွေတောင်မှတော်တော်လေးတုံးလို့ချောချမ်းနေပြီတော့မှဘီဒင်းရဲရတွေပြီတော့မှသူတို့ရဲ့နေပပလဲမှာဆိုရင်လုံချွေးတွေတုံးမြင်ထားပြီတော့မှ ဘန်ကာကရုတ်ကျင်းတွေပါသူ့ဖို့နေတယ်လို့ကျွန်တော်ချားသိရတာပေါ့နော်ဆိုတော့အခုချိန်မှာတော့နေပြည်တော်မှာဆိုရင်မြေခွတ်တွေကလည်းအပြိုင်ဆိုင်လူရဝဲတာတွေကျွန်တော်အခုရပိုင်ကြားနေရတာမို့လို့အများဆိုတော့ဒီဘောမရက်ကွက်နဲ့ခရိုနီယာတိုင်ဝမ်တွေဖြစ်တယ်ဆိုတာကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြေဘပြည်သူတွေရဲ့အမြင်လေးတွေကိုလည်းခြားပြေးခဲ့ချဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်မနေ့ကပဲပေါ့နော်ကြည့်ခဲ့တဲ့မြို့အစိုးရနဲ့ဒီ support တကောင်နဲ့ပေါ့နော်စကားပြောနေတော့မှာသူတို့ကနေပြီးတော့မှ CDM ဆရာဝန်တွေကိုစစ်ကောင်ဆရာနေပြီးတော့မှပြန်လည်လက်ခံမယ်ဆိုတော့ topic နဲ့ပတ်သက်ပြီးတော့မှပြောနေပြောင်းဆက်ပြောလုံးလို့ကိုဆရာနေပြီးတော့မှအဲ့နကောင်ကိုပေါ့နော်ပြပြနေနေစုမှပြောဆိုထားတယ်လေကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်ရက်သက်ပါโอเคကာလာလည်းနေတော့မဟုတ်ဘူးဗျာ၄မိနစ်တော့ပါโอเคအခုကြာမှာပါလို့ပြောင်းဟုတ်တယ်ဒီလိုသာသာမအောင်ပြည်ပြောင်းလို့ဒီလိုမျိုးဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီးအနေထားတွေကသူတို့ဘက်ကအခြေအနေမနာတော့ဘူးပြီးတော့ ဟာအချိန်နေမလားဘိုးတဲ့နော်ပြောရဲတာဘာဖြစ်လဲဘာဖြစ်လဲသူတို့ကအချိန်နေမလားတော့လို့အော်ဟေးဟုတ်တယ်မြို့နေရွာနေတိုင်းကန်ထိတာဟိုတော်လှန်ရေးဘက်ကတိုင်းကန်ထိတာဘာလို့လဲဆိုတတ်မှတ်လိုက်နော်စစ်ဌာနချုပ်လိုက်နော်တက်ရင်းနေဘယ်နဲ့ရင်းနေတော့မသိဘူးဒီနေ့ထိတိုင်းကန်ထိတယ်ကတော်လှန်ရေးဘက်ကဟုတ်လားနေမြေတွေတစ်ခုပြီးတစ်ခုဆွတ်လို့နေတာကတော်လှန်ရေးဘက်ကစောက်ရှက်မရှိတာဟမ်ခမရအသက်ကြီးတာတွေ့ဖို့နေတာပဲဖတ်နေတာပဲအုံအောင်မှအတိအကျမရှိတာဟမ်ခမရတော့လူမျိုးတွေဂျန်လီဆိုတာအဲ့ဒါဒီဂျန်လီတွေကြောင့်အဲ့ဒီတိုင်းကြီးအဲ့လိုဖြစ်နေရတယ်နော် စကားကိုမျက်စိလေးနည်းနည်းဖွင့်ပြီးပြောလေဗျာနော်အချင်းနေမလားဘယ်သူဘက်ကလဲနိုင်ငံကတိုင်းနိုင်ငံဘက်ကကြည်အောင်မလားခမားကိုဝယ်နေတဲ့အဲ့ဒီမင်းအောင်လိုက်အာဆီယံတော့ခွေးကလပ်မှာတက်ဖွင့်ရှိလားကုလသမဂ္ဂထိုင်ကုန်မှာဘယ်သူရထားတာလဲနိုင်ငံကအတိုင်းဝိုင်းမှာဘယ်နေရာဝင်ဆက်လဲရုရှားကတော့တမပြောနေနော်ရှင်းရှင်းလေးရုရှားကိုပူတင်ကမင်းအောင်လိုက်ကိုဖိတ်တယ်ဆိုတာမင်းအောင်လှိုင်ဆိုတဲ့ဂုံပုတ်ရှိလို့ဖိတ်တာမဟုတ်ဘူးအာနာတိန်းထားတဲ့ခေါင်းဆောင်တွေဖိတ်တယ် အဲ့ဒီနေရာမှာဒိုပါမင်ခွေးတဲ့ကောင်မိဖြတ်ပြီးတော့မောင်ကျက်တွေစောင်းပေးပြီးဒါကျုပ်တို့စစ်တပ်ကအာဏာသိမ်းထားတဲ့ခေါင်းဆောင်မှာပြောလဲပူတင်ကလက်ခံထွက်မှာနားလဲတာညင်းရဲလိုက်စကားကိုမှားရတယ်နော်ပြောတော့တယ်ဘယ်ဘက်ကစုံးနေကြတာနော်ဘာဖြစ်တော့တချို့တလေပြန်ပြီးတော့ခမားတို့ပြောသလိုပေါ့နော်စီဒီယန်အတနာခံစားပြန်ပြန်ရတာစီဒီယန်လောက်တဲ့လူတွေစစ်ကောင်စီလောက်မှာအာတောင်ဝင်မထမ်းဆောင်ဘူးဆိုပြီးလွတ်လပ်စွာကိုယ့်အိမ်မှာနေခွင့်ရှိတာအဲ့ဒါလေးပဲအရင်ပြောလွတ်လပ်စွာကိုယ့်အိမ်မှာနေခွင့်ရှိရတဲ့တားနဲ့ စစ်ကောင်စီထံပြန်ပြီးတော့အတနာခံစားတင်တယ်ဆိုရင်တော့ခမားတို့ပြောသလိုပဲမှားပါမှားနေလို့အမှန်ပြလို့ဒါပေမဲ့စီရီယံလုတ်ထားတဲ့လူတယောက်ဝင်ထမ်းတယောက်ငါတောင်းရင်မထမ်းဆောင်ဘူးငါအိမ်မှာငါငါနေမယ်လို့နေခွင့်ရလာမြန်မာပြည်မှာအတိတ်ရှိတဲ့ဇာတ်ရည်ပြောလို့ပြအဲ့လိုလက်တွေ့ကြကြနှိုင်းရှင်ပြီးပြောလေဘာဖြစ်လို့ခမားတို့ကကိုလိုရကိုဆွဲပြီးပြောလဲစောက်ချက်မရှိတာလားဒါမှမဟုတ်ခမားတို့မွေးခဲ့တဲ့အမိဖတွေကမျိုးမစစ်လို့လားဟမ်တိုင်းပြည်အတွက်ဒီလိုအောက်တန်းစားတွေမလိုဘူးကျုပ်တို့တိုင်းပြည်မှာအဲ့လိုအောက်တန်းစားတွေများခဲ့လို့ဒီနေ့ထင်ချင်ဒီစစ်အာဏာရှင်ရဲ့မလွတ်တာ ဒီနေ့ချိန်တော့မရတော့ဘူးเนาะအဲ့ဒီအချိုးနဲ့ထွက်မလာနဲ့ပါဖျက်ရလို့ဘာတော့စံကြောင်ဥပဒေကလက်ဝါနိုင်တယ်တိလာပြည်သူတွေအစိုးထိတွားမဲ့ဘွယ်ခင်ဗျားတို့စောက်ဖွက်တွေခင်ဗျားတို့မှတ်ထားတော့တိုင်းပြည်ပေါ်အဲ့လိုလုပ်တဲ့စောက်ဖွက်တွေတစ်ချိန်တိုင်းပြုံးနေနိုင်အောင်လှုပ်ထားတိလာအဲ့ဒါပဲပြောမယ်မပြောဘူးเนาะဒဲပြောတာတိလာတားရင်နာဖို့ကောင်းတယ်အညာမှာသေးနေရတဲ့ဘဝတွေမနေ့ကပဲဗီဒီယိုဖိုင်ရောက်လာတယ်ခင်ဗျားတို့စစ်တပ်ကမီဝီရှိုးသွားလို့တိုင်ပါလုံးပြချသွားတယ်ကိုစီရေကူညီပေးပါဦးလာခဲ့ကြောက်ပြမယ်တပ်တွေအထောက်ထားနဲ့ပြပေးမယ်စစ်တပ်ကမီဝီရှိုးတဲ့ဟာတွေ အဲ့ဟာကြတော့ခင်ဗျားတို့စပောက်ကိုဘာဆော့ထားလို့ခင်ဗျားတို့ပိတ်နေလားဟမ်စီရီယံလောက်တဲ့လူတွေကိုခင်ဗျားတို့တွားပစ်ပြောအောင်စီရီယံလောက်တဲ့ဆိုတာကဘာပေါ်မှာအငဲညမ်းဆုံးအာနာပိစံချင်းဒီထက်ငဲညမ်းတာမရှိတော့ဘူးဟုတ်တယ်မင်းတို့အောက်မှာတာဝန်မထမ်းဆောင်ကြည့်ဘူးလာငါနေပဲကွာဆိုနေတဲ့လူဘယ်ပတ်ဝန်းကျင်မှာလဲပြဿနာရှာတာမဟုတ်ဘူးအဲ့ဒီလူကြောင့်လဲတွေးထွက်တယ်ယူဖြစ်เสียအကြောင်းမရှိဘူးဒါပေမဲ့အဲ့ဒီငဲညမ်းဆိုတာစီရီယံပြုတ်လောက်တဲ့လူတွေကိုခင်ဗျားတို့အကြမ်းဖက်ပြီးတော့ဖန်စီနှိပ်ဆက်ထုရိုက်တတ်ဖြတ်နေတာခင်ဗျားတို့စပောက်တွေကဘာဆိုထားလို့မပြောတာလဲခင်ဗျားတို့စောက်လုံးတွေကိုဘာနဲ့ထိုးထားလို့မမြင်တာလဲ ဟမ်ရှင်းလားအရာရှိတာပြောတာပြောအဲ့လိုခင်ဗျားတို့ပေါက်ပန်း၄၀ညများပြောနေတိုးတိုးဘက်ကထဲလို့ကောင်းပြီပြောသမ်းကိုစီပြောသားရဲ့အရာကိုအားရဖို့ကောင်းတယ်နော်အခုဆိုရင်ကျွန်တော်အားလုံးကြားတဲ့အတိုင်းပဲမြေမြုပ်ဆုံးတဲ့ဒီစစ်ခွေးဘောမလော်ဘီတိုက်ကနေပြတော့မှခုဆိုရင်ကျတို့ CDM ဆရာဝန်တွေနဲ့ပတ်သက်ပြတော့မှတို့အခုချပြောဆိုနေတာပြတော့မှပေါ့နော်အမြင်မှန်တွေရပြတော့မှအလင်းဝင်လာတယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့ဘက်ကနေပြတော့မှပြောဆိုနေကြတော့ကျတို့တွေ့တယ်ပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောကျတို့ဘက်ကနေပြတော့မှ CDM ဆရာဝန်တွေကို ခုဆိုရင်စစ်ကောင်စီကနေပြန်မပြန်လဲကမ်းလှမ်းလဲဆိုတဲ့ပုံစံမျိုးတွေကိုတရင်တွေတို့တို့ကြာတိနေရတာပြန်မဘုံမရက်ကွက်ပေါ့နော်ဒီတော့ဒါကိုလက်မခံချဘူးဆိုတဲ့ပုံစံမျိုးတွေကိုစစ်တိုက်ကျွန်တော်တို့ပြောဆိုနေရတဲ့ကြာတိနေရတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောကျွန်တော်တို့နေကတော့အခုလိုမျိုးအာချောင်းပြီးတော့မှပေါ့နော်ပြည်သူလူထုကိုအစ်စ်ပီရောက်ပြီးမိုင်းတိုက်နေကြတဲ့အုပ်စုတွေကိုဗော်ချာဆွဲရမှာပဲဖြစ်ပါတယ်ဆိုတော့အလုံးလဲပေါ့နော်ဒီလိုမျိုးနာမည်နဲ့လူတွေကိုတေချာလေးကိုမှတ်ထားပြီးတော့မှကျွန်တော်တို့တော်လိုင်းအောင်မြင်တဲ့တနေ့ဒီကောင်တွေလည်းတခါတည်းပုံစံပြီးတော့မယ်ဆိုတဲ့အကြောင်းပြောရတဲ့ ကျွန်တော်ဒီနေ့မှာပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးစိတ်ချမ်းသာကိုယ်ချမ်းမွှေးခြင်းနဲ့ပြည့်စုံပြီးတော့မှတိုင်းရဲ Channel နေ့လေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။